မင်္ဂလာပါကချုံဝိသတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေထင်းညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ဒုခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆက်မဲဖြစ်ပါတယ်။ ချင်းပြည်နယ်ဖားကန့်မြို့ပေါ်ကမရှိကထောင်ရက်ကွက်မှာတနတ်နယ်ဥကောင်းကိုပြစ်တက်ခံထားရတဲ့အမျိုးသားတအုပ်ရဲ့ရုပ်အလောင်းကိုဒီကနေ့မနက်ကတွေ့ရှိရတယ်လို့ဒေတာခန်တွေကပြောပါရယ်ဥကောင်းပြစ်ကတ်ခံထားရတဲ့ဒဏ်ရာနဲ့တွေးရင်လဲကြသေးဆုံးနေတဲ့အမျိုးသားရဲ့ရုပ်အလောင်းကိုဖားကန့်မြို့ပေါ်ကဝင်းထွန်းတန်ဖြူဆိုင်ရှိလမ်းမပေါ်မှာတွေ့ရှိခဲ့ရတာဖြစ်ပြီးသေဆုံးသူနဲ့ပတ်သက်တဲ့မိတ်ဆွေမိသားစုဝင်တွေကိုတော့မသိရှိရသေးဘူးလို့ဖားကန့်ဒေတာခန်ကဆိုပါရယ် ်စွန်လာတလားလုံးအတွင်းတရခန့်အတိအကျပြောလို့မရနိုင်နဲ့တနန်းနဲ့ပြစ်တက်ခံရတဲ့လောက်ကျန်တပြတ်မှုတွေစုစုပေါင်းဆက်တမှုရှိခဲ့ပြီးဒီကနေ့ဇူလိုင်နေ့နေ့မှာပြစ်တက်ခံရသူဟာ12ဦးမြောက်ဖြစ်တယ်လို့ဖာကန်ဒေတာခန့်ကဆိုပါတယ် ဒေတာခန်တွေရဲ့ပြောစကားအရတနန်းနဲ့ပြစ်တက်ခံရသူတွေကအများစုဟာပြစ်တက်ခံရတဲ့နေရာအနီးတစ်ဝိုက်မှာကျင်းနေကြက်ဆားနေတဲ့မူရစ်ဆေးဝါးဆေးဆွဲနေသူတွေနဲ့အရက်ကိုဆွဆွဲလန်းလန်းတောက်သုံးတဲ့သူတွေပါဝင်တယ်လို့သိရပါတယ်။ဒရင်ရင်မြစ်တွေရဲ့ဖော်ပြချက်အရပြီးခဲ့တဲ့ဇွန်လအတွင်းဖကန့်ဒေတာမှာစစ်ကောင်စီနဲ့တရားခံမပေါ်တဲ့လောက်ကျန်ပြစ်ခတ်တပြတ်မှုတွေနဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးတွေရန်ကုန်တောင်ပေါ်ကြားရောက်ပောက်ကွဲမှုတွေကြောင့်တေဆုံးခဲ့တဲ့အရက်သား30ဦးနဲ့အထက်ရှိခဲ့တယ်လို့သိရှိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကနေကချင်ပြည်နယ်ဘက်ကိုဆိုင်ကယ်နဲ့ စီတဲပိုးတဲ့စီဆိုင်ကယ်တစီလမ်းခီးမှာမီးလောင်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါရတယ်။ဒေတာခန်တအူပြောပြတာကဒီကနေ့ဇူလိုင်နေ့ရက်နေ့မနက်၁၀နာရီခွဲလောက်မှာမန္တလေးမြစ်ကြီးနားကားလန်းအင်းတော်မြို့နယ်မော်လူးမြို့စီမော်ရွာမှာဓာတ်စီတင်လာတဲ့ဆိုင်ကယ်တစီဟာစီယိုပေါက်တာကြောင့်မောင်းနေရင်းနဲ့မိထလောင်ခဲ့တယ်လို့ပြောပါရတယ်။အဆိုပါစီတင်လာတဲ့ဆိုင်ကယ်ဟာစကိုင်းတိုင်းကနေကချင်ပြည်နယ်ဘက်ကိုစီတင်လာတဲ့ဆိုင်ကယ်ဖြစ်တယ်လို့ဒေတာခန့်တွေကပြောပါရတယ်။ အရင်ကလည်းကချင်ပြည်နယ်ဘက်ကိုဓာတ်စီတဲပိုးတဲ့ဆိုင်ကယ်တွေမီးလောင်ကျွမ်းတဲ့အတွက်လူတွေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့သလိုကချင်ပြည်နယ်ကိုတင်ပို့မဲ့စီပေါစာကားတွေစကိုင်းတိုင်းတိုင်းဖြတ်တန်းတဲ့အချိန်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။